the 48 law ပါတယ်ကနောက်ထပ်ကြောက်စရာကောင်းတဲ့ law တစ်ခုအဲ့ဒါဘာလဲဆိုတော့ learn to keep people dependent on you လူတွေကိုကိုယ်ပေါ်မှာမှီခိုအောင်လုပ်ပါတယ်အတိတ်ဘယ်ကဘာလဲဆိုတော့ကျွန်တော်တခြားသူတွေကကျွန်တော်တို့ပုံမှာမှီခိုလို့ရှိရင်ဟိုထိန်းချုပ်လို့ရတဲ့ power ရှိနေမှာပဲဖြစ်ပါတယ်အဲ့ကြောင့်တခြားလေကြုံဘူးလားမသိဘူးကျွန်တော်တို့အလုပ်တင်နေသွားတဲ့အခါမှာဆရာတွေကကျွန်တော်တို့ကိုသူတို့မပါဘဲနဲ့လုံလို့ရတဲ့အထိကျွန်တော်တို့မတင်ပေးဘူး 我唔系好自信，我唔嘛把自信嘛，所他我了一路先，一老先识佢嘛，佮我妈离得又近，讲离就是冇的。我对我嘛，唔系好自信啦，我对阿丽，阿丽先，我都得讲离个听潮，我阿丽把我写吧，大家叫 emotionally dependent 得吧？对要表示母的，干嘛妈离对表咧，阿一路表示母的，就讲表咧，七对表，今天也七对表，七对啊，都是一样的，七对一样的。 သူနဲ့တွေ့မှပြောတယ်သူနဲ့တွေ့မှဘဝပြည့်စုံသွားတယ်ခက်ခဲပြည့်လဲသွားတယ်အဲ့လိုမျိုး emotionally dependent လောက်တာလေဒီ48 law ပါတွေက law ကိုမသိစိတ်